The Rubens ကျုံးလက်နေကြဖြစ်စီရဲ့ခန်းစားချက်ကိုပြဖို့ရုပ်တရက်ခုံထပြီးလမ်းစီရမျိုးတွေဒါမှမဟုတ်ကြောက်ဆရာကောင်းတဲ့မျက်နှာတွေမလိုအပ်ဘူးဆိုတာကိုအခုတင်ဆက်ပေးမယ့်ကသက်သေပြခဲ့ပါ යි အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့2008ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Room ဆိုတဲ့ဇာတ်ကားဖြစ်ပြီးဘတ်ဂျက်နည်းနည်းလေးနဲ့တစိမ့်စိမ့်လန့်အောင်လုပ်ခဲ့တဲ့တင်ဆက်လမ်းကို CI ပရိသတ်ကြီးတဲ့ record လုပ်ပေးလိုက်ပါ යි ဇလန်ကမက္ဆီကိုမှာအပန်းဖြေခီးထွက်နေတဲ့အမေရိကန်စုံတွဲနှစ်တွဲနဲ့စတင်ခဲ့ပါပြီ။သူတို့ကမက်သီးယက်ဆိုတဲ့ဂျာမန်လူမျိုးတောင်နဲ့တွေ့ဆုံခဲ့ပါပြီ။မက်သီးယက်ကသူ့ဟာသူ့ညီနဲ့တူဒီယိုရောက်နေတာဖြစ်ပြီးသူ့ညီကတော့သူ့ကောင်မလေးနဲ့တူမာယာဖီယာအကြောင်းတစ်ခုကိုစူးစမ်းရှာဖွေဖို့ထွက်သွားတယ်လို့ပြောပြခဲ့ပါပြီ။သူဟာသူတို့နဲ့ပြန်ဆုံဖို့စီစဉ်ထားပါတယ်။အမေရိကန်တွေကတရားဖြစ်တဲ့ဂျက်ဖ်ကဒီဖီယာအကြောင်းအကြောင်းကြားတဲ့အခါမှာတော့အယံကိုစိတ်ဝင်စားသွားခဲ့ပါပြီ။ အလုံးကိုစီယုံပြီးနောက်မှာတော့သူတို့ဟာမက်သီးယက်စ်နဲ့တူလိုက်သွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။နောက်တနေ့မနက်မှာသူတို့ဒေသခံအငါကားတစီငှားခဲ့ကြပြီးမြဆုံးဖြတ်ထားရဲ့ဖိအားကြောင့်သွားကျင်တယ်လို့ကြားရဲခါရှင်မောင်ကထူဆန်းတဲ့အမူအရာပြလာခဲ့ပါတယ်။ဘလို့မှမဖြစ်နိုင်ဘူး။အဲ့နေရာကျိန်စာတင့်နေရဆိုပြီးသူကငင်းဆန်ခဲ့ပါတယ်။ဒါမဲ့မက်သီးယက်စ်ရဲ့တငယ်ချင်း ဒီမီထရီကရှင်မောင်မငင်းနိုင်တဲ့ကံလန့်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ပတ်စံပူရပေမဲ့လည်းရှင်မောင်ဟာသူ့တို့ဖေးအားကြောင်းနဲ့မိုင်ပေါင်းများစွာအကွာမှာချထားခဲ့ပါတယ်။ကျန်းတဲ့ခီးကိုသူတို့ခြေချင်းရှောက်ခဲ့ရပါတယ်။ကာယတဲ့နေရာမှာမက်သီးယက်စ်ကသူ့ညီရဲ့ချစ်ကားကိုတွေ့လိုက်ရပါတယ်။ ခဏနာပြီးနောက်ဖွဲ့ဟာတောနဲ့ထဲကိုဆက်လက်ခြေတက်ခဲကြပါတယ်။မကြာခင်မှာပဲစံကြောင်လေးတစ်ခုနားမှာလူဝဲလမ်းကြောင်းတစ်ခုကိုသူတို့တွေ့ရှိခဲ့ပါတယ်။ဒါဖီးယားကြောင်ကိုသွားနိုင်တဲ့တစ်ခုရဲ့တော်လန်ဖြစ်ပုံရပါတယ်။ထူဆန်းနာအဲ့ဒီလမ်းကိုတမင်တကာပိတ်ဆို့ထားတာပါပဲ။စိတ်ထဲမှာထူဆန်းသလိုခံစားရပေမဲ့သူတို့မကြောက်မွံ့ရမယ်ရှေ့ဆက်ခဲကြပါတယ်။ရုတ်တရက်ဆိုသလိုခန်းနားထဲဝါတဲ့မာယာဖီးယားကြောင်ကြီးကသူတို့မျက်စိရှေ့မှာပေါ်လာခဲ့ပါတယ်။ဒီခရီးရလုံးဝတန်တယ်လို့တွေ့ရင် သူတို့အားလုံးအံ့ဩသွားခဲ့ကြပါတယ် ဒါပေမဲ့အခြေအနေတွေကချက်ချင်းဆိုသလိုဆိုးဝါးသွားခဲ့ပါ යි ။အင်မီတက်ပုံရိုက်နေတော့မှမာယာလူမျိုးကြောက်ကထိတ်လန့်နေကြနဲ့သူတို့နားမလဲစကားလုံးတွေပြောဆိုရင်ပြေးလာခဲ့ပါ යි ။နောက်ထပ်ဒေသခံနှစ်ယောက်လည်းရှောက်လာခဲ့ပါ යි ။အင်မီယာတောင်အမှတ်တရမှတ်တမ်းတင်နေရလို့ထင်ပြီးနွယ်ပင်အချို့ပုံနောက်ဆုတ်နေမိကနောက်တဲ့ပုံထိတ်ရိုက်လိုက်ပါ යි ။ဒါအမှားကြီးတစ်ခုပါပဲ ဒေါသထွက်နေတဲ့မာယာလူမျိုးဟာပူပြီးဒေါသပုံထလာပြီးသူ့ရဲ့ခြောက်လုံးဖြူကိုထုံလိုက်ပါ යි ။ဒီမီထရီယာသူတို့ဓာတ်ပုံရိုက်လို့စိတ်ဆိုးနေရပဲလို့ထင်ပြီးကင်မရာကိုလှမ်းပေးဖို့ကြိုးစားခဲ့ပါ යි ။ဒါပေမဲ့သူ့ခြေထောက်ကနွယ်ပင်တွေကိုထိမိသွားတဲ့အခါမာယာရဲ့ရန်ကိုဒေါသထွက်သွားခဲ့ကြပါ යි ။သူဘာမှမသိလိုက်ခင်မှာပဲဒီမီထရီယာမြားနဲ့အပြစ်ခံလိုက်ရပြီးဥကောင်းကိုတနက်နဲ့အပြစ်ခံလိုက်ရပါ යි ။ဒီကြောင်မဲ့ဖွေရအဖြစ်ဖြစ်ကသူတို့ဖွေကိုထိမ့်လန့်စေခဲ့ပါတယ်။သူတို့ကကြောင်လန့်နေကြတဲ့ဖေဟာကြောင်ပေါ်ကိုအကာအကွယ်ရှာဖို့အလူရဲ့တက်ပြေးကြပါတယ်။ ဒါပေမဲ့မာယာရီဟာလိုက်မတက်လာသလိုထွက်လည်းမသွားခဲ့ပါဘူး။အဲ့စားသူတို့ကဖီးယားเจ้าကိုဝိုင်းထားပြီးသူတို့ကိုပိတ်ဆို့ထားလိုက်ပါတယ်။ဖီးယားเจ้าထိတ်မှာတော့ မတိယက်စက်ညီနဲ့သူ့ကောင်မလေးကိုတိဆောက်ထားရင်လို့ယူဆရတဲ့တဲနှလုံးကိုတွေးခဲ့ရပေမဲ့သူတို့နောက်ရဲ့အရေးရောင်တော့မတွေးခဲ့ရပါဘူး။ RS ကဖုန်းလိုက်မိမလားဆိုရဲမျှော်လင့်ချက်နဲ့သူ့ဖုန်းကိုစမ်းကြည့်ခဲ့ပေမဲ့လိုင်းမရှိခဲ့ပါဘူး။အဲနောက်မတိယက်စက်နွယ်ပင်အနေနဲ့ရှစ်ပတ်နေတဲ့ရင်းနှီးရဲ့ပုံသဏ္ဍာန်ကိုတွေ့လိုက်ရပါတယ်။စိုးရိမ်စိတ်တွေနဲ့နွယ်ပင်ကိုဖယ်ကြည့်လိုက်တဲ့အခါသူ့ညီရဲ့အလောင်းဖြစ်နေပါတယ်။မှန်ပြောင်းအုံမီဂျက်ဖ်ကအောက်မှာစူယုံနေတဲ့ မာယာအုပ်စုကြီးကိုကြည်လိုက်ပါ යි သူတို့ကတဲမီထိုးထားတာကြောင့်သူတို့အကြိုင်ဆောင်ဆိုင်နေဖို့စီစဉ်ရှိမှရှင်းလင်းနေခဲ့ပါ යි အစားအစာနဲ့ရှင်ရအကန့်အသတ်နဲ့မလို့သူတို့ကြိုင်မခံနိုင်ဘူးဆိုတော့အဖွဲ့ရတည်နေခဲ့ပါ යි သူရဲ့တခုရဲ့တော့မျှော်လင့်ချက်ကတရားရောက်ကသူတို့ပြောင်းနေရအောင်တတိထားမိပြီးကုညီခေါ်ပေးဖို့ပါပဲရုတ်တရက်ဖုန်းမိတန်တခုထွက်ပေါ်လာခဲ့ပါ යි အသံလိုက်ရကိုလိုက်ရှာရဲ့အခါရေပင်တခုကနေလာနေရကိုသူတို့တွေ့ရှိခဲ့ပါ යි ဘလို့နည်းနဲ့မဆိုလူမြောင်လူစိပြင်ပြနေတဲ့ Matthews ကအဲ့ဒီဖုန်းသွားယူဖို့ရှေးဘင်းနဲ့ဆင်းဖို့ဆုံးဖြတ်လိုက်ပါခါးကိုကြိုးချပြီးရှေးဘင်းနဲ့ဆင်းခဲ့ပေမဲ့ကြိုးကပြတ်သွားပြီးအောက်ထက်ကိုပြုတ်ချသွားခဲ့ပါတယ်တရားရှာသွားပေမဲ့လည်းအသက်ရှင်နေပါသေးကြောင်းသူရဲ့အကူအညီတောင်းတဲ့တဲ့ကိုကြားနေရပါတယ် ကျန်တဲ့ကျုံကိုစစ်ဆေးပြီးနောက်မှာတော့သူတို့ဖွဲ့ထဲမှာအပေါ့ဆုံးဖြစ်တဲ့ Stacy ကိုသူ့ကိုကုညီဖို့လှုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Stacy ဆင်းချီပြီးကျူဟာတိုနီရဲ့အတွက် ခုံချလိုက်တဲ့အခါသူမလည်းခြေထောက်ထင်ရရှာသွားခဲ့ပါတယ်။ Matthias ကတော့အချိန်နေပို့ဆိုးနေပြီးပြုတ်ကြရဲ့ထင်ရကြောင့်နေရာမှာပဲလဲနေခဲ့ပါတယ်။ခါထိပ်ပြီးအောက်ပိုင်းသေသွားပုံမှာပဲ စိတ်ပြက်လက်ပြက်နဲ့အေမီယာမာယာတွေကိုအခုညီတောင်းဖို့စ조사ခဲ့ပေမဲ့သူတို့ကစိတ်ဝင်စားခဲ့ပါဘူးစိတ်တူပြီးသူမနွယ်ပင်တပင်နဲ့ပြစ်ပေါင်းလိုက်ရမှာကောင်လေးတက်ကိုထိမှန်သွားခဲ့ပါတယ်မာယာတွေကလက်နက်တွေကိုထုတ်လိုက်ကြပေမဲ့ကောင်လေးကိုမဟုတ်ပဲသူမိဘတွေကိုချိန်ဝဲထားပါတယ်သူတို့ကကောင်လေးကိုဖျားချောင်းဘက်ကိုမောင်းထုတ်ခဲ့ပါတယ်သူမလိုက်နာတဲ့အခါမာယာကောင်းဆောင်ကသူ့ကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်နွယ်ပင်ုံထိုင်ုံလေးနဲ့သူတို့ဟာကုလူမျိုးချင်းချင်းတို့တော့တက်ပြေခဲကြတာပါ ဒီမီထရီရဲ့အဖြစ်ဆိုပြန်တတိယရင်ဂျက်တစ်ခုသဘောပေါက်သွားခဲ့တယ်။ဒီမာယာရီကနွယ်ပင်တွေကိုတန့်ရုံနေကြတာပါ။သူတို့ကနွယ်ပင်တွေနဲ့ထီထွေမိခဲ့တဲ့အတွက်ကြောင့်အပိတ်ခံနေကြတာဖြစ်ပါ යි ။ဖီးယားကျောင်းပေါ်ပြန်ရောက်တဲ့အခါသူတို့ကမက်သီးယက်စ်တွေဖြစ်တယ်လို့လှုပ်ထားတဲ့လူနာတင်စင်တစ်ခုပြုတ်လုပြီးညချိန်ရောက်တဲ့အခါမှာတော့သူ့ကိုရှေရင်းနေရနေဆွဲတင်နိုင်ခဲ့ကြပါ යි ။ဒါပေမဲ့မိုးလင်းတဲ့အခါကျောင်းမဲဖွေရအစ်စ်တွေရောက်ရှိလာခဲ့ပါ යි ။ စတေစီနိုးလာရဲ့ခါနှဲ့ပင်နေရသူမရဲ့တင်ရရနေတဲ့ခြေထောက်ပေါ်မှာညှိကျွယ်နေပြီးတပင်ကသူမသားရဲ့ကိုစိုးဝင်နေရကိုထိတ်လန့်နေကြတွေ့ရှိခဲ့ရပါတယ်။ MS ကစတေစီရဲ့ခြေထောက်ကနေနှွဲပင်လေးကိုအမြန်ဖယ်ရှားပေးဖို့ကြိုးစားခဲ့ပါတယ်။မတ်တီးယက်စ်ရဲ့ဆောင်လှန်လိုက်တဲ့ခါမှလည်းကြောင်မဲဖွေရမြင်ကွင်းကိုတွေ့လိုက်ကြရပြန်ပါတယ်။မတ်တီးယက်စ်ရဲ့ခြေထောက်တွေကနှွဲပင်နေတဲ့လုံဝကိုပိုက်ရှင်းနေပြီးတရားကအသားဝင်စုပ်ပြဲကအယွေပေါ်ရဲ့အထိကိုစိုးဝါနေခဲ့ပါတယ်။နှွဲပင်နေရတကယ်တော့သူ့ရဲ့တရားကိုစားသုံးနေခဲ့တာပါ။ ကျောင်းလက်ကြားနဲ့ Jeff ကနောက်ဆုတ်သွားခဲ့ပါ යි ။ဒါမဲ့အဲ့ချိန်မှာပဲရေဝင်းလေးကဖုန်းမြေတန်ကပစ်တင်ထက်လာခဲ့ပြန်ပါ යි ။ဒါသူတို့ကိုကိုကဲတင်ဖို့အတွက်တခုရဲတော့အကူအညီဖြစ်တာကြောင့် Eminence Stacy တို့မိတုပ်ကိုင်ပြီးရေဝင်းလေးကိုနောက်တစ်ခေါက်ထက်ဆင်းသွားခဲ့ကြပါ යි ။အတန်နာကိုလိုက်သွားရင်သူတို့နွယ်ပင်တွေနဲ့ဖုံးလွှမ်းနေတဲ့ကူတစ်ခုကိုရောက်သွားခဲ့ပါ යි ။သူတို့ကလောလောလတ်လတ်ကြုံတွေ့ခဲ့ရတဲ့ကြောက်မက်စရာပင်ရှိနေပေမဲ့ ဖုန်းတောင်ရရင်လွတ်မယ်ဆိုရင်မျောလဲကြကြောင်မဲ့တက်တီမွေးပြီးဝင်သွားခဲ့ကြပါယ်။ကျမုန်းတဲ့ခန်းထဲမှာသူတို့ဟာမတ်သီးရက်ဆက်ညီဖြစ်သူရဲ့ကောင်းမလေးလို့ထင်ရတဲ့တေဆုံးနေတာကြာပြီဖြစ်တဲ့အမျိုးသမီးတောက်ကိုတွေ့ရှိခဲ့ပါယ်။သူမဖုန်းကိုစုပ်ကင်ထားခဲ့ပါယ်။သူမလက်ထဲကဖုန်းကိုရှူလိုက်တဲ့အခါအေမီယာဖုန်းကပြက်စီးနေမှန်းသိလိုက်ရပါယ်။ဒါပေမဲ့ဖုန်းမိတန်အရိကနေလာနေခဲ့ရပါ။သူတို့ရဲ့စင်စာမေယာဖြစ်နေတော့မှပဲဖုန်းမိတန်ကနောက်တစ်ချိန်ပဲ့တင်ထက်မြည်လာခဲ့ပါယ်။ လက်ပတ်ကြည့်ပေမဲ့အချာဖုံရှိမနေခဲ့ပါဘူး။အန်တန်ကနွယ်ပင်ရဲ့ပန်းပွင့်နေစီကနေထွက်ပေါ်နေခဲ့တာပါ။ဆက်စုပြီးအေမီယာအဲ့ဒါကိုထိဖို့လှန်လန်းလိုက်ပေမဲ့နွယ်ပင်ကသူ့မကိုပတ်လိုက်တာကြောင့်အမြန်ဖယ်ထုတ်လိုက်ပြီးနောက်တော့သူတို့ပုံရင်ချင်းကနွယ်ပင်တွေကလှုံရှားလာပြီးသူတို့ရဲ့လက်ထီကမီးတုပ်ကိုဆွဲယူသွားကြပါ යි ။သူတို့ကကြောင်မက်ဝင်အန်နေရဲ့ရောက်နေမှန်းသိလိုက်ရတဲ့အခါနှစ်ယောက်လုံးအပေါက်ဝစီကိုပြေးထွက်ခဲကြပါ යි ။ဒါပေမဲ့သူတို့ပြေးနေတုန်းမှပဲစီစီနွယ်ပင်တွေနဲ့ညှိတွေ့သွားခဲ့ရာကြောင့်အေမီယာအချိန်မီလေးပဲစီစီကိုဆွဲထုတ်လိုက်ရပါ යි ။ နာတော် Jeff နဲ့ Eris ကိုသူတို့ကိုအမြန်ဆွဲတင်ပေးဖို့အော်ဟစ်ခဲကြပါတယ်။ကျူဟာတဖြည်းဖြည်းတက်လာတာနဲ့မျှဘေးဘက်ကတိုးဝင်လာရဲ့နွယ်ပင် တွေကတားကောင်ဖန်နဲ့လှိုင်လုံးစီတစ်ခုလိုသူတို့စီကိုတိုးဝင်လာခဲ့ပါတယ်။ Jeff နဲ့ Eric တို့ရဲ့အသေးအတန်ဆွဲတင်မှုကြောင့်သူတို့တည်တည်လေးလွတ်မြောက်ခဲ့ကြပါတယ်။ထိလက်နေစံဖြစ်တဲ့ Amy ကသူတို့ကိုနှဲ့ပင်နေရဖုံးမြေတံကိုအတုလှုပ်ပြီးထောင်ချောင်းဆင်နေခဲ့ကြောင်းပြောပြခဲ့ပါတယ်။ ူတို့ထွက်မဲ့သွားရင်အလုံးအစားခံရမှာဖြစ်တာကြောင့် Ares ကတေဖို့ထိုင်ဆောင်နေမဲ့စာထွက်ပေါက်ရှာလာကပိုကောင်းနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Jeff ကတော့အပြစ်မှာလက်နက်ကင်မရရင်အများကြီးရှိရတဲ့အတွက်ဒါအရင်စွန်စားရကြရလို့ထင်နေပါတယ်။ တစုံတရာကသူတို့ပြောင်းနေအောင်မကြခင်တတိထားမိပြီးရဲကိုခေါ်ပြီးသူတို့ကဲတင်လိုက်မယ်လို့လဲ Jeff ကယုံကြည်နေပါ යි ။နှစ်ယောက်သားငင်းခုန်ကြပြီးမှအားလုံးကထိုင်ဆောက်ဖို့ဆုံးဖြတ်ခဲ့ကြပါ යි ။ဒါပေမဲ့သူတို့ဟာနွယ်ပင်နေရဲ့အနေရဲ့ကိုသားမကတဖြည်းဖြည်းကုန်ဆုံးလာရင်အစားအစာနဲ့ရှင်ကိုလည်းရှင်းဆိုင်ခဲ့ရပါ යි ။ပါမုတ်တလုံးနဲ့ကို၄ယောက်ခွဲဝေစားခဲ့ရပါ යි ။မတ်တီးယက်စ်ရဲ့ချင်းနေရလဲစိုးရင်စရာဖြစ်လာပါ යි ။ သူချီတော့တွေကိုအချိန်မီမဖြတ်တောက်ပြစ်ခတ်ရင်တော့ပိုးဝင်ပြီးသေဆုံးသွားတော့မှာပါ။ကျန်သူရဲ့ပြောစကားတွေကိုကြားတဲ့အခါမက်သီးယပ်စ်ကတုံဆိုင်ခြင်းမရှိဘဲသဘောတူခဲ့ပါတယ်။သူသက်ဆုံးရှုံးသွားတာတည်းချီတော့တွေဆုံးရှုံးရတာကပိုကောင်းတယ်လို့သူထင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းချီတော့ကိုဖြတ်တဲ့အခါပစ္စည်းကိရိယာမရှိတာကြောင့်သူတို့ကသူ့ရိုးတွေကိုကြောက်တုံးတွေနဲ့ရိုက်ခွဲပြီးအသားတွေကိုဓာငယ်လေးနဲ့တဖြည်းဖြည်းချင်းလှိဖြတ်ခဲ့ရပါတယ်။ပိုမှုရောင်တန်းရပေကိုတန်အိုးပူပူနဲ့ကိတ်ခဲ့ကြပါတယ်။ မတ်တီးယက်စ်ရဲ့ဥပြတ်မတဲ့အော်ဟစ်တန်တွေနဲ့တူနာကျင်ပွေရလုပ်ငန်းစဉ်ကနောက်ဆုံးမှပြီးဆုံးသွားခဲ့ပေမဲ့နွယ်ပင်တွေကသူ့ရဲ့ဖျက်တောက်ထားတဲ့ခြေောက်တွေကိုဆွဲယူသွားခဲ့ပါတယ်။မြင်ကွင်းကတော့အားလုံးကိုသွေးပြတ်သွားစေရန်မြင်ကွင်းမှာနောက်ရောက်တဲ့အခါဆုံတဲ့နှစ်တွင်းဟာအထင်တွေလဲပြီးစကားရည်များပြဿနာတက်နေချိန်မတ်တီးယက်စ်ကတေလူမျိုးပါဖြစ်နေခဲ့ပါတယ်။ သူတို့မတိလိုက်ခင်မှာပဲနွယ်ပင်တွေကသူ့ပဆက်ကနေတဆင့်ဒုက္ခနာကိုရဲကိုဝင်ရောက်နေခဲ့ပါ යි ဂျက်ဖ်တတိထာမီရဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပြီးမတ်သီးယပ်စ်ကတေဆုံသွားခဲ့ပါ යි မတ်သီးယပ်စ်ရဲ့တေဆုံမှုဟာအလုံးကိုပြင်းထန်စွာတုံ့နှုတ်စေခဲ့ပါ යි တရားရနေရဲ့စတေစီကအယံအောင်ကြောက်လာပြီးနွယ်ပင်တွေကသူ့မရဲ့ခန္ဓာကိုယ်ရဲကိုစိတ်ဝင်သွားပြီလို့ယုံကြည်ကနောက်တစ်ယောက်အလှဲကျတာကသူ့မဖြစ်မှာကိုစိုးရိမ်နေခဲ့ပါ යි စိတ်နဲ့ထိနိုင်မယ်ဖောက်ပြန်လာပြီသူမကဒါနချောင်းကိုဆွဲယူပြီးအခြားသူတွေကိုပြဖို့စူးစမ်းခဲ့ပါရင် Jeff ကအမြန်ချောင်းဝင်ပြီးဓာတ်ကိုလွတ်ယူခဲ့ပြီး Eric ကတော့သူမကိုနှစ်သိမ့်ဖို့စူးစမ်းခဲ့ပါရင် သူတို့ထိန်းလန်းစီတာကတော့နယ်ပင်ရဲ့ပန်ပွင့်နေရာစတေစီကိုလောင်ပြောင်စပြုလာတာပါပဲ။သူတို့ကဖုံးမြေတောင်သားမကလူတန်တွေကိုပါအတူခိုးနိုင်ကြောင်ဖော်ပြခဲ့ပါတယ်။ဒီပင်တွေကအိမ်မဲဆိုးရဲကလိုမျိုးအစစ်မြစ်နုံနေခဲ့ပါတယ်။အခုတော့ဖွေရမာယာရီရဲ့ထူးဆန်းတဲ့အပြုတ်မှုနားလဲသွားခဲ့ပါပြီ။ညမအိမ်ပဲစောင့်နေတဲ့ Jeff နဲ့ Amy တို့ဟာဒေသခံကြောင်မြေကြီးပေါ်မှာစာဖြူးနေတာကိုတတိပြုမိခဲ့ကြပါပြီ။အပင်တွေပြန့်မနှံ့သွားအောင်စူးစမ်းနေပုံရပါတယ်။ဒါပေမဲ့နယ်ပင်တွေရဲ့ကြောင်မဲ့ဖွေရကအဆုံးမတက်ခဲ့ပါဘူး။ အမစ်တေရီယာထွက်လာတဲ့အခါသူတို့ကိုလှမ်းခေါ်ခဲ့ပါရဲ့နွေပင်တရတကယ်ပဲစေစီရဲ့ခန္ဓာကိုယ်ရဲ့ဝင်ရောက်ပြီးသူမအတွင်းမှာလုံလွတ်နေခဲ့ပါရဲ့ တက်ခုရဲတော့ဖြည့်ရှင်းနေရတော့စတေစီရဲ့အရှိပြောင်းကိုခွဲစိတ်ပြီးသူမခန္ဓာကိုယ်ရနွယ်ပင်တွေကိုဖယ်ရှားဖို့ပါပဲနနာကျင်ကျင်နဲ့အော်ဟေပီနောက်မှာတော့သူမရဲ့ပေါင်နဲ့ကြောင့်နွယ်ပင်တွေကိုနောက်ဆုံးမှဖယ်ရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အရာအလုံးပြီးဆုံးသွားပြီလို့သူမထင်လိုက်တဲ့အချိန်မှာပဲနောက်ထပ်နွယ်ပင်တစ်ပင်ဟာသူမရဲ့နှစ်ဖူးကနေထွက်ပေါ်လာခဲ့ပါတယ်။ဒီမြေခွင်းကအခြားသူတွေအတွက်အရန်ကိုစိုးဝါလွန်ပြီးသူတို့ကစတေစီရဲ့အကြည့်ကိုရှောင်ဖယ်ခဲ့ကြပါတယ်။ သူတို့ကရှောင်းလင်းစင်စီရတခုခုမှားနေပြီလို့ပိုခန်းစားလာရလေးပါပဲ။ဒါပြင်သူမတွင်မှာတခုခုလုံလုံးနေရကိုလည်းခန်းစားနေရဆဲပါ။အားလုံးကသူ့ကိုထမ်းမဆောက်နိုင်တော့ဘူးဆိုအောင်သိပြီးအဲဒီညမှာပဲထက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြပါပြီ။ဒါပေမဲ့သူတို့အနားရှုနေတုန်းမှာစတေစီကရဲတင်းနဲ့ဆုံးဖြတ်ချက်တခုချခဲ့ပါပြီ။ တယ်ရီယာထွက်လာပြီးအစောပိုင်းကသူတို့တောင်းခဲ့တဲ့ဒါကိုရှာတွေ့ကသူမကူသူမခွဲစိတ်ဖို့ဆုံးဖြတ်ခဲ့ပါရဲ့။အစားသူတွေကတခခုမှားနေပြီးဆိုတာသိပြီးအပြင်ကိုထွက်ပြေးလာတဲ့ချိန်မှာတော့စေစီကသူမကူသူမဖျက်တောက်တရားပေးခဲ့ပြီးပါပြီ။ အဲရက်ကစီစီကိုအကျိုးတင်ကြောင်းတဲ့ပြောလို့မရတော့ဘူးဆိုတာကိုမသိပဲသူမကိုတီနေအောင်လှုပ်ဖို့ကြိုးစားရင်အနောက်ကိုကတ်သွားခဲ့ပါရဲ့ရုတ်တရက်စီစီကနောက်ကိုလှည့်ပြီးအဲရက်ရဲ့ရှင်ဘက်ကိုဓာတ်နဲ့ထိုးလိုက်ပါရဲ့အဲရက်လည်းချက်ချင်းလဲကျသွားပြီးခဏတွင်းမှာပဲတိတ်ဆုံသွားခဲ့ပါရဲ့သူ့လောက်အနီးကနှွယ်ပင်တွေကဆွဲယူသွားခဲ့ပါရဲ့သူမကြောင့်အဲရက်တွေသွားရဲ့ဖြစ်ဆိုသိရှိသွားပြီးနောက်ဝမ်းနဲ့စိတ်မကောင်းဖြစ်လာကသူမရဲ့ဝေဒနာကိုအဆုံးသတ်ပေးဖို့အေမီကိုတောင်းပန်ခဲ့ပါရဲ့ စီစီဒီအခြေအနေနဲ့အကြိုက်မခံနိုင်ဘူးဆိုတာသိရတဲ့ Jeff ကကြေကွဲပညာဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ကြောင်မဲ့ဖွဲ့ရအော်ဟစ်တန်တစ်ခုနဲ့တူ Jeff နဲ့ Amy တို့သာကြံ့ရင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့အေမီကိုလွတ်မြောက်အောင်ကူညီဖို့ Jeff ကအစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်။သူကမြေပေါ်မှာသွေးတွေကိုအေမီကိုပေါ်မှာတုံလဲပြီးသူမကိုအလောင်းတလောင်းလိုတင်ဆောင်ကအောက်ကိုဆင်းသွားခဲ့ပါတယ်။မာယာရီကိုလှည့်စားနိုင်လိမ့်မယ်လို့သူမျှော်လင့်ခဲ့ပါတယ်။မြေပြင်ပေါ်ရောက်တဲ့အခါသူကအေမီကိုချထားပြီးမာယာရီရဲ့အာယုံကိုသူ့စီလွှဲဖို့စကားပြောရင်းလျှောက်သွားခဲ့ပါတယ်။အေမီနဲ့လုံလောက်တဲ့အကွာအဝေးကိုရောက်သွားတဲ့အခါမှာသူကအေမီနာမည်ကိုကြိုင်အောင်လိုက်ပါတယ်။ Jeff ရဲ့အချက်ပေးတန်ကြားတာနဲ့အေမီကခုန်ထပြီးချက်ပြေးသွားခဲ့ပါတယ်။ ဒါပေမဲ့ Jeff ကတော့ကံမကောင်းခဲ့ပါဘူး။သူကမြားအများအပြားနဲ့အပြစ်ခံရပြီးဒုက္ခနာကူကမြားရီစိုက်နေတဲ့စူးကြုံလိုဖြစ်သွားခဲ့ပါ යි ။သူမြေပြင်ပေါ်မှာတေလူမျောပါလဲကြနေတော့တွားသွားလာရဲ့နွယ်ပင်တွေဟာသူ့စီကိုချင်ကပ်လာခဲ့ပါ යි ။ဂလူနာတတ်တဲ့လုံရက်နေနဲ့မျိုးနွယ်စုကောင်းဆောင်ကတနက်ချက်ဖြစ်ပြီး Jeff ရဲ့ဝေဒနာကိုအဆုံးသတ်ပေးခဲ့ပါ යි ။တနက်တန်ကြောင့် Jeff တယောက်ဘာဖြစ်သွားပြီလဲဆိုတာကိုအင်မီနေနဲ့သိလိုက်ရပေမဲ့အခုသူ့လုံးနိုင်တာကတော့ဆက်ပြေးနေဖို့ဖြစ်တာကြောင့်ခြေကုန်တုတ်ပြေးရပါ යි ။ မာယာတွေကလည်းသူမနောက်ကိုပြင်းထန်လိုက်နေကြပါတယ်။သူမသူတို့ရဲ့ချက်ကားစီကိုအမြန်ရအောင်သွားပြီးတော့ဟိုရှာကဆက်နိုးလိုက်ပြီးအရှင်ကုန်တင်ကကောက်ကိုအမြန်မောင်းထွက်သွားခဲ့ရင်မာယာတွေကိုနောက်မှချန်ထားနိုင်ခဲ့ပါတယ်။တပြင်းတစ်ချက်ချရင်အေမီရဲ့ကြောင်းမဲ့ဖွေရာတွေ့ဆုံမှာအဆုံးသက်သွားခဲ့ပြီလို့ထင်ပါတယ်။ဒါပေမဲ့သူမရဲ့မျက်နာတစ်ခုခုထူဆန်းနေတာကိုရုတ်တရက်ခံစားလိုက်ရပါတယ်။သူမကိုထိတ်လန့်စေတာကတော့ သူမလည်းအဲ့ဒီကပ်ပါနွယ်ပင်ရဲ့ကူဆတ်မှုကိုခံလိုက်ရတာပါပဲ။ဇလိုင်းရဲ့စုံတမ်းမှာတော့စူဆန်းရှာဖွေသူလူနှစ်ယောက်ကသူတို့ကိုအသင်းဆောင်ကျူနေတဲ့ចောင်းမဲဖွဲ့ရာတွေကိုမသိပဲအဲ့ဒီမာယာဖျားចောင်းကိုပဲရောက်ရှိလာခဲ့ကြရင်ဇလိုင်းကိုအဆုံးသတ်ထားခဲ့ပါ යි ။အဆုံးထိနားဆင်ပေးရတဲ့အတွက်လေးစိုးတင်ပါ යි ။အခုလိုဆက်ဝင်စားမရဇလန်ကောင်းတွေကိုအမေရိကန်လောက်ပြီးမှမဟုတ်လို့အမြဲမပြတ်စောင့်မြော်အားပေးနာဆင်မှလို့ပြောကြရင်လည်းအလုံးနှုတ်ဆက်ခဲ့ပါတယ်။နောက်ရက်ဒီမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။